ားလုံးပဲမင်္ဂလာပါရှင်။ Kithit TV Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာနာသိန်းကာလကျန်းဖို့ပါတီဝင်တထောင်ကျော်အသက်ခံရကြောင်းဦးခင်ရီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းကာလအတွင်ပြည်ထောင်စုကြန့်ခိုင်နေဖွံ့ဖြိုးရေးပါတီတထောင်ကျော်အသက်ခံခဲ့ရကြောင်းပါတီဥက္ကဋ္ဌဦးခင်ရီကနိုဝင်ဘာလ23ရက်နေ့ကနေပြီးတော့ဇေယျာတီတီမြို့နယ်မှာစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင်ပြောခဲ့ပါတယ်။ အဆိုပါတွေးဆောင်ခွဲတွင်ပြောဆိုသည့်ရုပ်သံဖိုင်ကိုရမန်နီနိုဝင်ဘာ15တွင်ကြံ့ဖို့ပါတီကဖော်ပြရာဦးခင်ကြီးကတက်မတော်ကိုထောက်ခံမိခြင်းပြည်ခံဖြိုးပါတီဝင်ဖြစ်လို့ရှိရင်အသက်ခံရတဲ့သဘောဖြစ်နေတယ်။ငါနဲ့မတူငါရန်သူလို့ဖြစ်နေတဲ့သဘောရှိတယ်ဟုတ်တယ်မလား။ကျွန်တော်ခုနကပြောတယ်ကျွန်တော်တို့ပါတီဝင်တထောင်ကျော်ထေသွားပြီဟုပြောသည်။အသက်ခံရသည့်ပါတီဝင်များအတွက်ပေးဆက်ရန်လိုသည်ဟုလည်း၎င်းကဆက်ပြောပါရယ်။ အဲ့ဒီလူတွေအတွက်သူတို့မှာဘာဆန္ဒတွေရှိကြလဲသူတို့ဝိညာဉ်လောကကိုရောက်သွားပြီးပုံမမြင်မားတဲ့နေရာတခုအေဂျင့်တဲ့ဘဝတခုကိုသူတို့လိုချင်ကြမှာပဲသူတို့အတွက်ကျွန်တော်တို့ကဘာလုပ်ပေးဖို့လိုလဲသူတို့အတွက်ကျွန်တော်တို့ပေးဆက်ဖို့လိုတယ်လို့ဆိုပါတယ်ထို့နောက်ဥခင်ကြီးက၎င်းတို့ပါတီအတွက်မဲဆွယ်ပြောဆိုခဲ့ပါတယ်ချက်ဖို့ပါတီသည်ပြီးခဲ့တဲ့2022ခုနှစ်မလတွင်အသက်ခံခဲ့ရသည့်ပါတီဝင်များအတွက်အထိတ်အမတ်ကြောက်တိုင်ဟုဆိုသည့်ကြောက်တိုင်တခုကိုနေပြီးတော့ရှိချက်ဖို့ယုံချုပ်တွင်စိုက်ထူခဲ့ပူပါတယ်အဆိုပါကြောက်တိုင်ဖွင့်ပွဲတွင် ထိုစဉ်ကကြက်ဖွဲ့ဥက္ကဋ္ဌဦးတန်ထေကအာနာသိန်းကျင်ကစပြီး2022ခုနှစ်မတ်လ25ရက်နေ့အထိကြက်ဖွဲ့ပါတီဝင်နှင့်ဝန်ရံထောက်ခံသူပေါင်း1328ဦးသေဆုံးခဲ့ကြောင်းပြောဆိုခဲ့ပူပါရယ်ထို့ပြင်ထိုကြောက်တိုင်တွင်အစွန်ရောက် NLD ပါတီ၏အာနာတက်မှတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အကြမ်းဖက်စနစ်ဆိုးတွင်တားကောင်ဖြစ်ခဲ့ရခြင်းအတွက်ပြည်ထောင်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအနေဖြင့်ပါတီဝင်တို့၏မိသားစုနှင့်အတူထပ်တူရှေးကွဲဝန်ရရပါသည်ဟုဆိုကာရွေးကောက်ခံရတော့လိမ့် အာနာသိန်းဖေရှားခံရသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအပြစ်တင်စကားထည့်သွင်းရှင်းထုတ်ခဲ့ပါတယ်2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့်ကျန်းဖို့ပါတီကမဲဆန္ဒနှင့်အားလုံးနီးပါးတွင်ဝင်ရောက်ရှင်းပြိုင်ခဲ့ရာကျန်းဖို့ပါတီက82နေရာသာအနိုင်ရရှိပြီး NLD ပါတီကမဲဆန္ဒနှင့်920အနိုင်ရရှိခဲ့ပါတယ် သို့တော့ထို့သို့အနိုင်ရခြင်းမှာမဲမှတ်မှမှုကြောင့်ဟုကြံဖို့ပါတီနှင့်စစ်တပ်ကဆွဆွဲခဲ့ပြီးလွှတ်တော်ခေါ်ယူခြင်းပမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်မဲစရင်အကြောင်းပြကစစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်လရှိတွင်စစ်ကော်မရှင်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းကောင်ဆောင်များကိုဖမ်းဆီးထောင်ချထားပြီး NLD ပါတီကိုဖျက်သိမ်းကြောင်းကြေညာထားကာ ။လာမယ့်ဒီဇင်ဘာလတွင်၎င်းတို့ခွင့်ပြုထားသည့်ပါတီများနှင့်ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေရာကျန်ဖွဲ့ပါတီကကိုယ်စားလှယ်လောင်းအင်အားအများဆုံးဖြင့်ဝင်ရောက်ရှင်ပြိုင်ရန်စည်ရင်ပေးထားပါသည်။အာနာသိန်းကာလတွင် NLD ပါတီဝင်များမှလည်းစစ်တပ်၏ဖမ်းဆီးတပ်ဖြတ်ခံရခြင်းအကျဉ်းထောင်များတွင်တည်ဆုံခြင်းတို့ရှိခဲ့ပြီးပြည်သူများအနေဖြင့်လည်းလေကြောင်းတိုက်ခိုက်ခံရခြင်းအပါအဝင်စစ်ကောင်မရှိ၏တိုက်ခိုက်မှုကြောင့်တည်ဆုံမှုများနေ့စဉ်ပြုတ်ပွားလျက်ရှိပါသည် နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPPE ထုတ်ပြန်ချက်အရအာနာသိန်းကာလ2021ခုနှစ်မှ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အထိစစ်ကော်မရှင်နှင့်၎င်း၏လက်ပါစီများကြောင့်တည်ဆုံခဲ့ရသည့်ဒီမိုကရေစီလှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်း8400ကျော်ရှိကြောင်းသိရပါသည်ဆလပီရေစကြိုမြို့ခလာရ256တက်ရမတတာဟိန်ထက်လင်က၎င်း၏လက်နက်အပြင်တာဝန်အထူးထူကြနေသည့်တက်ချက်ကြီးလက်နက်ကိုပါယူဆောင်လာပြီးလက်နက်နှစ်လက်နဲ့အတူအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မကွေးတိုင်းရေစကြိုမြို့နယ်အခြေဆိုင်ခလာယာ256တရက်မှတပ်သားဟိန်းထက်လင်က၎င်း၏လက်နက်အပြင်ကင်းအတူတူတာဝန်ချနေသည့်တကြက်ကြီး၏လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နဲ့လက်အတူအလင်းဝင်ခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ရှမန်နီနိုဝင်ဘာလ15ရက်နေ့ည9နာရီခန့်ကရေစကြိုမြို့နယ်ခလာယာ256တရက်မှတပ်သားဟိန်းထက်လင်သည့်ခလာယာ256လုံခြုံရေးခိတ်တွင်ကင်းတာဝန်ချနေစဉ်၎င်းကင်ဆောင်သည့် MA1 အမျိုးအစားတက်နက်တလက်အပြင် KNTU ချနေသည့်တက်ချက်ကြီးဤ MA3 အမျိုးအစားလက်နက်ပါယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်းသိရပါတယ်။သူကစစ်မှုတန်းခေါ်လို့သူ့သဘောနဲ့သူဝင်လာပြီးတပ်သားအဖြစ်ဝင်လောက်တောင်းစစ်မှုတန်းအပတ်စဉ်သုံးလို့သိရတယ်။ရှင်းစကြိုးရောက်တာတနစ်ကြော်ပြီးအစောကြီးကလေးကချိတ်ဆက်ပြီးတော့ဝင်လာတာပေါ့။နှစ်ဦးနှစ်ဖက်လုံခြုံတဲ့နေရာကိုချိန်ပြီးတော့သွားခေါ်ခဲ့တာပုံလက်ရှိကတော့စုချင်းငွေ350ချိမြင့်ပေးထားတယ်။လုံးလုံးစဲတော့လုံကြုံတဲ့နေရာမှာပဲအေးစေးနားကျင်သေးတယ်ဆိုလို့သူ့ကိုလုံကြုံတဲ့နေရာမှာပို့ထားတယ် နောက်ပြီးတော့သူလုချင်းတဲ့စန္ဒာတွေကိုအကုန်လိုက်လုပေးသွားမှာပါဟုရေစကြုံမြို့နယ်ပြည်သူ့ကော်ခွဲရဲ့အဖွဲ့ပကဖားမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ထို့သောလက်နက်နှက်လက်နဲ့အတူအလင်းဝင်လာသည့်တပ်သားဟိန်းထက်လင်ကိုပြည်သူ့ကော်ခွဲရဲ့တပ်ဖွဲ့ရေစကြုံမြို့နယ်ပကဖားမှငွေကျပ်350ချိမင်ခဲ့ပြီးလုံခြုံသည့်နေရာသို့ပို့ဆောင်ထားကြောင်းသိရပါရယ်စစ်မှုရန်တပ်သားဖြစ်ဖြစ်စစ်သားတွေပဲဖြစ်ဖြစ်ပြည်သူ့ထံကိုယုံယုံကြည်ကြည်နဲ့အလင်းဝင်ခဲ့ကြပါ လက်နက်ပါတီဖြစ်စေမပါတီဖြစ်စေကာကွယ်ရေးတပ်တွေဘက်ကိုယုံယုံကြည်ကြည်နဲ့ဖက်ပြောင်းခုလုံဖို့တိုက်တွန်းခြင်းပါတယ်လက်နက်ပါရင်တော့အကောင်ဆုံးပေါ်ဟုရေစကြိုမျိုးနယ်ဖြစ်သူကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကတိုက်တွန်းပြောဆိုပါတယ်စမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်